စစ်ကောင်းဆောင်မင်းအောင်လှိုင်ဟာရုရှားခီးစဉ်အပြန်ဒေးရင်မဆိုင်ခင်မှာပဲရွေးကောက်ပွဲကျင်းပမယ်သူ့ကိုမဆန့်ကျင်ပဲပူပေါင်းကြဖို့ပြောခဲ့ပါတယ်စစ်မီးတောက်တွေမငိမ့်သေးပဲအ धिक ပြဿနာတွေအဖြေမရှာနိုင်သေးခင်မှာစစ်ကောင်းဆောင်ရဲ့နောက်လိုက်တွေဟာသူတို့လိုချင်တဲ့အိမ်မက်ကို အကောင့်ထဲပေါ်ဖို့ကြိုးစားနေကြပါတယ်နေပြည်တော်မှာ ဗီယန်2025ခေါင်းစဉ်နဲ့မြမပုံရိပ်ဖော်ဆောင်ရေးအဖွဲ့မြန်မာ narrative think tank ကစွန့်ပွဲချင်းပပြီးပဂတိအရှိတရားနဲ့ကင်းကွာနေတဲ့စာတန်းတွေကိုမဆားရဝကမန်းဖတ်ကြားခဲ့ကြသလိုစစ်ခေါင်းဆောင်ကလည်းတောင်စင်ရေမရအဖွင့်စကားပြောခဲ့ပါတယ်တိတ်မကြခင်မှာပဲပျောက်ဆုံးနေတဲ့ငင်းချမ်းရေးစကားဝိုင်းဆိုတာ ပြန်ပေါ်လာပြီးမမြင်ရတာကြာပြီဖြစ်တဲ့ငင်းချမ်းရေးအကျိုးဆောင်တချို့ကိုတွေ့ရပါတယ် ဒါတွေဟာစစ်ကောင်းဆောင်ရုရှားကပြန်လာပြီးဇက်တိုက်တွေ့လာရတဲ့အခင်းအကျင်းပါတစ်ဖက်မှာတော့ဆုံးရှုံးထားတဲ့နယ်မြေတွေမှာမြေပြင်ထိုးစစ်နဲ့ပြန်လည်မသိမ့်ပိုင်နိုင်လို့လေရင်နဲ့ဇက်တိုက်ဘုံကျဲတာကြောင့်အရက်သားတေဆုံးမှုတွေမြင့်တက်လာပါတယ်ဒါကြောင့်စစ်ကောင်စီဟာနယ်မြေမြောက်များစွာ ဆုံးရှုံးထားပေမဲ့လည်းရန်ကုန်မန္တလေးနေပြည်တော်တဝိုက်ကိုအခြေပြုပြီး2025အကုန်မှာရွေးကောက်ပွဲကျင်းပဖို့မျှော်လင့်နေပါတယ် မတ်လ28ရက်မှာတမ်မတော်နေကိုကျင်းပခဲ့ပြီးအယ်ဂျာဇီရာသတင်းဌာနအပါအဝင် အခမ်းအနားတက်ရောက်သူတို့ချို့မပြန်သေးခင်နောက်တရက်မတ်လ28မှာစကိုင်းငလျင်ကြီးလှုပ်ခတ်ခဲ့ပါတယ်နှစ်တရာအတွင်းဖြတ်အားအပြင်းဆုံးပျက်စီးမှုအများဆုံးလူအသေးအပြောက်အများဆုံးငလျင်ပါ လူဦးရေ28သန်းနေထိုင်တဲ့စကိုင်းမန္တလေးနေပြည်တော်ပြင်းမနာကိုဗဟုပြုပါတယ် မြမငလင်းဟာကဘာမှာထိတ်တန်းသတင်းဖြစ်သွားသလိုစစ်ကောင်စီရဲ့မဟာမိတ်တရုတ်ရုရှားအပါအဝင်အိန္ဒိယထိုင်းမလေးရှားဘီယန်နမ်လာအိုတို့ကကယ်ဆယ်ရေးအဖွဲ့တွေချက်ချင်းစေလွတ်ခဲ့ပါတယ်စစ်ကောင်ဆောင်ကလည်းသခိုင်းငလင်းလှုပ်အပြီးမှာကဘာကြီးကိုအကူအညီတောင်းခံခဲ့ပါတယ်ဒါပေမဲ့လည်းနိုင်ငံတကာအဖွဲ့အစည်းတွေသတင်းတောက်တွေဝင်လာတဲ့အခါမှာကျူးနီစနစ်နဲ့ထိတ်တိုက်တွေ့တော်တာပါပဲ။ ထိုင်ဝမ်ကယ်ဆယ်ရေးအဖွဲ့လာဖို့ပြင်ပြီးမှမလာရတော့သလိုနိုင်ငံတကာသတင်းထောက်တွေကိုလည်းရေးမလားမီးမလားနေဖို့ဟိုတယ်မလုံလောက်ဆိုတဲ့အကြောင်းပြချက်တွေနဲ့ဝင်ခွင့်မရကြပါဘူးတပ်မတော်နေအခမ်းအနားတက်ဖို့ရောက်နေတဲ့အယ်ဂျာဇီရာသတင်းဌာနကြောင့်သာထိခိုက်ပျက်စီးမှုပြင်းထန်များပြားတဲ့စကိုင်းမန္တလေးမြင်ကွင်းတွေဟာကမ္ဘာမီဒီယာအပေါ်ရောက်လာခဲ့တာဖြစ်ပါတယ် စိတ်ထိခိုက်စရာစကိုင်းငလျင်ဘေးဆိုးကြီးနဲ့ပြည်သူတရက်လုံးကြုံတွေ့နေကြမှာပဲစစ်ကောင်စီဟာလေကြောင်းဘုံကျဲတက်ခိုက်တာကိုဇက်တိုက်လုပ်ပြီးဧပြီတရက်ကနေပြည်တော်အလူငွေပေးအပ်ပွဲမှာစစ်ဆက်တိုက်မယ်လို့ပြောသွားပါတယ်ဒီပြောဆိုမှုကိုချက်ချင်းအချိုးအကွေတစ်ခုဖြစ်သွားစေတာကတော့တရုတ်ပြည်ကလာတဲ့ကယ်ဆယ်ရေးရင်ထမ်းကိုနောင်ချိုအထွက်မှာစစ်ကောင်စီတပ်ကပြစ်ခတ်ခဲ့တဲ့အတွက်ရင်ထမ်းပြန်လည်သွားပြီး တရုတ်သားအမတ်နဲ့စကားပြောရတဲ့အခြေအနေရောက်သွားပါတယ်။ဒီဖြစ်ရကြောင့်စစ်ကောင်စီဟာငလျင်ကယ်ဆယ်ရေးလုပ်ငန်းတွေလုပ်ဖို့အတွက်ဧပြီနှစ်ကနေ20အထိအပြည့်ရကြောင်ကြေညာလိုက်ပါတယ်။တကယ်တော့စစ်ကောင်စီမကြေညာခင်ကတည်းကမြောက်ပိုင်းသုံးဘွဲ့နဲ့တော်လိုင်းအင်အားစုတွေကအပြည့်အခက်ရက်စဲကြောင်ကြေညာထားတာပါ။စစ်ကောင်စီရဲ့အပြည့်အခက်ရက်စဲရေးကလည်းကြော်ညာချက်တစ်ခုပဲဖြစ်ပြီးဘုံကျဲတိုက်ခိုက်တာတွေတော့ရပ်မသွားပါဘူး။ အဖြစ်ရကြီးညာထားတဲ့ကာလအတွင်းမှာပဲစစ်ကောင်စီဟာလေကြောင်းအပါအဝင်တိုက်ခိုက်မှု53ကြိမ်ပြုလုပ်ပြီး16ကြိမ်ဟာဧပြီ2ရက်နောက်ပိုင်းမှာပြုလုပ်တာလို့စစ်တမ်းတစ်ခုအရာသိရပါတယ်။စကိုင်းငလျင်ကာလအတွင်းမှာပဲစစ်ကောင်းဆောင်ဟာမင်္ဂလာပင်လယ်အော်နိုင်ငံများပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကထိုင်းနိုင်ငံမှာကျင်းပတဲ့ ဘင်မစတက်အစည်းအဝေးကိုတွားတက်ပါတယ်တိုက်ဆိုင်ကြတော့မြန်မာမှာအပြင်းထန်ဆုံးငလျင်လှုပ်ခတ်သွားခြင်းဖြစ်တာမို့အဖွဲ့ဝင် နိုင်ငံတွေရဲ့ဂယုဏတက်မှုကိုရလိုက်ပါတယ်အိန္ဒိယဝန်ကြီးချုပ်မိုဒီကငလျင်လှုပ်အပြီးမှာစစ်ကောင်းဆောင်နဲ့ဖုန်းဆက်စကားပြောခဲ့သလိုကယ်ဆယ်ရေးအဖွဲ့ကိုလည်းချက်ချင်းလွှတ်လိုက်ပါတယ်ရုရှားသမ္မတကစလိုက်တဲ့စစ်ကောင်းစီအပေါ်အသိအမှတ်ပြုဆက်ဆံရေးဟာအိန္ဒိယကိုပါရိုက်ခတ်သွားပါတယ်မင်းအောင်လှိုင်ဟာ စကိုင်းကလေးကြီးဘေးတင်နေချိန်မှာဘင်းစတက်အစည်းအဝေးကိုမဖြစ်ဖြစ်အောင်တက်ခဲ့တာပါဒီခရီးစဉ်ကသူ့အတွက်ငလျင်ဘေးကရရှိတဲ့နိုင်ငံရေးအကျိုးအမြတ်လို့ဆိုရမှာပါကန့်ကွက်စန္ဒပြတာတွေကြားတဲ့ကပဲထိုင်းဝန်ကြီးချုပ်အိန္ဒိယဝန်ကြီးချုပ်တို့နဲ့တွေ့ခွင့်ရလိုက်သလိုငလျင်ဘေးအတွက်အကူအညီတွေလည်းရခဲ့ပါတယ်အဲ့ဒီအစည်းအဝေးမှာလည်းနှစ်ကုန်ရင်ရွေးကောက်ပွဲကျင်းပမယ်လို့ကတိစကားထပ်ပြောပါတယ်အိန္ဒိယဝန်ကြီးချုပ်ကတော့ ရေရှည်တည်တံ့တဲ့အပြစ်ခတ်ရက်စဲရင်းနဲ့အားလုံးပါဝင်တဲ့ရွေးကောက်ပွဲဖြစ်ဖို့တိုက်တွန်းသွားပါတယ်စစ်ကောင်စီဟာငလျင်ဘေးကြောင့်ဘလောက်ပဲပျက်စီးပါစေစစ်ရေးမှာနယ်မြေတွေဘလောက်ပဲဆုံးရှုံးပါစေရွေးကောက်ပွဲကိုမဖြစ်မနေကျင်းပဖို့ရည်ရွယ်ထားပုံရပါတယ်အဲ့ဒီအချိန်မှမမျော်လင့်ပဲလာရှုမျိုးကနေ MNDAA ကုကအဖွဲ့တွေ April 27နောက်ဆုံးထားပြီးပြန်လည်ရုပ်သိမ်းမယ်ဆိုတဲ့သတင်းထွက်လာပါတယ် ဒါဟာတရုတ်ရဲ့ဖိအားကြောင့်ဖြစ်ပြီးတခြားညီနောင်အဖွဲ့တွေအပေါ်လဲဖိအားပေးလာနိုင်ဖွယ်ရှိပါတယ်။ငလျင်ဘေးအလွန်မှာလဲစစ်ကောင်စီဘက်ကထာဝရအပြစ်ခတ်ရစရေးအရေးအယောင်မတွေ့ရသလိုတိုင်းရင်းသားနဲ့ဒေါ်လန်ရဲ့လက်နက်ကိုင်အဖွဲ့တွေအပေါ်ပိုပြီးပြင်းထန်တဲ့ထိုးစစ်တွေဆင်လာပွဲရှိပါတယ်။ငလျင်ကျောက်နိုင်ငံတကာရဲ့လူသားချင်းစာနာစိတ်နဲ့ထိတွေ့ဆက်ဆံလာတာကိုတရားဝင်အသိအမှတ်ပြုမှုငတ်မွနေတဲ့စစ်ကောင်စီက အောင်မြင်မှုတစ်ခုလို့ယူဆနေပါတယ်။ငလျင်ဂယုနာနဲ့နိုင်ငံတကာထိတွေ့ဆက်ဆံလာမှုကို အတုအယောင်ရွေးကောက်ပွဲကျင်းပခြင်းအပြင်စစ်ကောင်စီဟာအာဏာသက်တမ်းကိုဆွဲဆန့်တော့မှာပါ။ဒါပေမဲ့ရွေးကောက်ပွဲအတွက်အဓိကအဟံတားကနိုင်ငံရဲ့နယ်မြေ၃ပုံ၂ပုံထိမ့်ချုပ်နိုင်ခြင်းမရှိတာပဲဖြစ်ပါတယ်။ဒါကြောင့်ထိမ့်ချုပ်နယ်မြေတွေပြန်လည်ရရှိရေးဟာစစ်ကောင်စီရဲ့အန်တီမရီမန်းချက်ဖြစ်လာပြီးငြိမ်းချမ်းရေးအကျိုးဆောင်ဆိုသူတွေမျှော်လင့်နေတဲ့ ထာဝရအပြစ်ကရစဲရေးဆိုတာကလည်းဖြစ်လာနိုင်ဖို့အခြေအနေမရှိဘူးလို့ယူဆရပါတယ်